မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဥပဒေရဲ့အရင်းအမြစ်တွေအကြောင်းဆွေးနွေးကြပါမယ်အဲဥပဒေတစ်ခုကဘယ်ကနေဘလို့စထစ်လာတာလဲဆိုတာကိုနားလည်ဖို့စ조사ကြည့်ကြပါပါအဓိကကတော့ Chapter 4 Sources of Law ဆိုတဲ့ဥပဒေပညာရပ်ဆိုင်ရာစာတမ်းကိုအခြေခံပြီးတော့လေဥပဒေတွေဘလို့ဖြစ်တည်လာတယ်လဲဆိုတာကိုစီဝင်စားစရာကောင်းအောင်တင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ရှင်ဥပဒေရဲ့အရင်းအမြစ်တွေကိုနားလည်တာကတကယ်တော့အင်မတန်အရေးပါတယ်လေ ဒါကဥပဒေ system တစ်ခုလုံးရဲ့အခြေခံကိုအုတ်မစ်ကိုနားလေတာနဲ့အတူတူပါပဲ။ဘယ်စီမင်းကတကယ်အာဏာတက်ရောက်မှုရှိလဲ။ဘယ်ဟာကတော့တမိုင်းအမြင်အရာပဲအရေးပါသလဲ။အဲ့လာဒီအုံးခွဲခြားတည်နိုင်မှုလိုအပ်တယ်ပေါ့နော်။ဒီနေရာမှာဥပဒေပညာရှင် Salmon Jet ခွဲခြားသမတ်ချက်ကတော်တော်အခြေခံကြပါတယ်။သူကဥပဒေရဲ့အရင်းမြစ်တွေကိုဒီကနှမျိုးခွဲပြားထားတယ်ရှင်။တရားဝင်အရင်းမြစ် Legal Sources နဲ့တမိုင်းဆိုင်ရာအရင်းမြစ် Historical Sources ဆိုပြီးရောပါ။တရားဝင်အရင်းမြစ်နဲ့ သမိုင်းဆိုင်ရာအရေးမြစ်ဟုတ်တည်းဒီနှစ်ခုရဲ့အဓိကအကွာခြားချက်ကဖြစ်ဖြစ်မလဲခင်ဗျာပြီးတော့လက်တွေ့မှာတော့ဒါကဘလို့အတုံးဝင်နိုင်ပါသလဲอืมကောင်းတယ်မင်းကိုပါရှင်တရားမင်အရင်မြစ်အဲ legal sources ဆိုတာကလေဥပဒေကိုယ်တိုင်ကဒါကဥပဒေပဲလို့အတိအမှတ်ပြုထားတဲ့အရာတွေပါဥပမာပြောရရင်လွတ်တော်ကပြတ်ထားလိုက်တဲ့အဲဥပဒေတွေပေါ့တရားရုံးချုပ်ရဲ့အဆုံးဖြတ်စီရင်ထုံးတွေပေါ့ဒါတွေကတရားရုံးနေမဖြစ်မနေလိုက်နိုင်ရမယ့်အာဏာပိုင်ဆန်တဲ့အရင်မြစ်တွေဖြစ်ပါတယ်ရှင် သမိုင်းဆိုင်ရာအရင်မြစ် historical sources ကကြတော့ဥပဒေတစ်ခုဘလို့ဖြစ်ပေါ်လာခဲ့တယ်လဲဆိုတဲ့အဲဇက်မြစ်ကိုပြရတယ်။ဒါပေမဲ့တရားရုံးကတိုက်ရိုက်လိုက်နာဖို့တောင်းဖို့မရှိဘူး။ဥပမာဆိုပါတော့ရှီဟုံတမတ်တက်ကျန်းနေတားဖို့ပညာရှင်တို့ရဲ့ဥပဒေပေါ်တုံးတက်ချက်စောင်းမျိုးပေါ့ဥမျက်စိရဲ့စောင်းလိုမျိုးလေဒါတွေကဥပဒေရဲ့သဘောတရားကိုနားလည်ဖို့အထောက်အကူပြုလိုက်မိမယ်အဲတရားဝင်အရင်မြင့်နဲ့တကယ်လို့ထိတ်ထိတ်တွေးလာရင်နေတရားဝင်အရင်မြင့်ကသာအနိုင်ရမှာအာဟုတ်ကဲ့ က်တွေ့မှာဆိုရင်ရှေ့နှစ်တယောက်ကတမိုင်းဆိုင်ရာစာအုပ်ထဲကအချက်တခုကိုအားကိုပြီးရှောက်လဲချက်ပေးနိုင်တယ်။ဒါပေမဲ့အဲ့ဒီအချက်ကလက်ရှိဖြတ်ထန်းထားတဲ့ဥပဒေနဲ့စန့်ကျင်နေရင်တရားရုံးကဖြတ်ထန်းဥပဒေကိုပဲလိုက်နာရမှာဖြစ်ပါတယ်။ဆိုတော့ဒီခွဲခြားမှုကိုတီးထားဖို့အရေးကြီးတာပေါ့ရှင်။ရှင်းပါတယ်ခင်ဗျာ။ဆိုတော့တရားရုံးတွေကအထူးကကိုးကားရမှာတရားဝင်အရေးအမြေတိပေါ့။ဆမ်မွန်ကအဲ့ဒီတရားဝင် အရေးအမြေတိကို၄မျိုးခွဲပြားထားတယ်ဆိုတော့ အဲ့ဒါတွေကိုတစ်ခုချင်းစီလေ့လာကြည့်အောင်ဗျာဟုတ်ပါတယ်ဆယ်မွန်းရဲ့ခွဲခြားမှုအရာတရားဝင်အရင်းမြစ် legal sources လေးမျိုးကတော့အကဥပဒေပြုခြင်း legislation ကနေရတဲ့ဖြတ်ထန်းဥပဒေ enacted law ခတရားစီရင်ထုံး precedent ကနေရတဲ့စီရင်ထုံးဥပဒေ case law ကဒလစ်ထုံးတန်း custom ကနေရတဲ့ဒလစ်ထုံးတန်းဥပဒေ customary law ကပြီးတော့သဘောတူညီချက် agreement ကနေရတဲ့သဘောတူစီရင်ထုံးဥပဒေ conventional law တို့ဖြစ်ကြပါရဲ့ရှင် ကောင်းပါပြီ။ပထမဆုံးတစ်ခုဖြစ်တဲ့ဥပေဖြူကြီး legislation ကနေစလိုက်ကြတာပေါ့။ဒါကတော့လူအများနဲ့အကျွမ်းတွင်အရှိဆုံးဖြစ်မဲ့ထင်တယ်နော်။လွတ်တော်ကဥပဒေဖြူတယ်ဆိုတာမျိုးပေါ့လေ။မှန်ပါတယ်ရှင်။ဥပဒေဖြူခြင်း legislation ဆိုတာအကြံဖြန်းအဖြစ်တော့နိုင်ငံတော်ရဲ့ဥပဒေပြုပိုင်ခွင့်အာဏာရှိတဲ့အဖွဲ့အစည်းကနေပေါ့လေ။တရားဝင် စီမင်းစည်းကမ်းတွေကိုကျင့်ကြတတ်မှတ်တာဟုဆိုလိုတာပါ။ဒါဟုတ်တိကျတဲ့ဒီပဲ strict sense လို့ပြောလို့ရတယ်။ အဲပူချက်ပြက်တဲ့အဒီပန်နဲ့ကြည့်ရင်တော့ဥပဒေအတစ်တီဘလုံနီးနဲ့ပဲဖြစ်ဖြစ်ဖန်တီးပြုတ်လောက်တာမှန်ထမားကိုဥပဒေပြုတ်ခြင်းလို့ခွန်နိုင်သေးတယ်ရှင်ဥပမာတရားသူကြီးကအမှုတစ်ခုကိုစီရင်ရင်းနဲ့မူအတစ်တခုချမှတ်လိုက်တာမျိုးပေါ့လေဒါပေမဲ့အများအားဖြင့်တော့ legislation လို့ပြောလိုက်ရင်အနာပိုင်အဖွဲ့အစည်းကတရားဝင်ကြီးညာတတ်မှတ်ကဥပဒေဒီကိုပဲဆိုလိုတာပါဒီနေ့ရလာတဲ့ဥပဒေကိုဖက်ခန်းဥပဒေ enacted law ဒါမှမဟုတ် statute law လို့ခေါ်ကြပါတယ်ရှင်အထည်ဥပဒေပြုခြင်းမှာတော့အဆင့်တန်းကြီးခွဲထားသေးလားခင်ဗျာ ဆိုပါတော့လွတ်တော်ကပြုတဲ့ဥပဒေနဲ့အစိုးရဌာနတစ်ခုကထုတ်တဲ့ဤဥပဒေက အတူတူပဲလားဘလို့กว่าလဲအဲกว่าချောင်းမှုရှိပါတယ်ရှင်အဓိကအားဖြင့်နှစ်မျိုးခွဲနိုင်တယ်အမြင့်ဆုံးဥပဒေပြုခြင်း Supreme Legislation နဲ့တချင်းခံဥပဒေပြုခြင်း Subordinate Legislation ပါအမြင့်ဆုံးဥပဒေပြုခြင်းဆိုတာကနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာပိုင်းအဖွဲ့အစည်းကပြုလုပ်တာပါဥပမာမြန်မာနိုင်ငံမှာဆိုရင်ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းတဲ့ဥပဒေတွေပေါ့ သူ့ကိုအခြားဘဲအာနာပိုင်ကမှပယ်ဖြတ်လို့ထိမ့်ချုပ်လို့မရဘူးသူ့အထက်မှာဘသူမှမရှိဘူးပေါ့လေတရှင်းခံဥပဒေပြုခြင်းကတော့အဲ့ဒီအမြင့်ဆုံးအာနာပိုင်မဟုတ်တဲ့အခြားဖွဲ့စည်းတွေက ပြုလုပ်တာပါသူကအမြင့်ဆုံးအာနာပိုင်ရဲ့လုတ်ပိုင်ခွင့်အောက်မှာပဲတည်ရှိတယ်အမြင့်ဆုံးဥပဒေပြုအဖွဲ့ကလိုအပ်ရင်သူ့ကိုပယ်ဖြတ်နိုင်တယ်များသောအားဖြင့်တော့အမြင့်ဆုံးဥရေပြုအဖွဲ့ကဒီကိစ္စတွေအတွက်အသေးစိတ်စီမင်းတဲ့ထုတ်ဖို့ခမရုကိုအာဏာလွှဲအပ်တယ်ဆိုပြီးလုတ်ပိုင်ခွင့်ပေးထားလို့ပေါ်လာတာမျိုးပါ ဥပမာဝန်ကြီးဌာနတွေကထုတ်တဲ့ new ဥပဒေတွေအမိန်ကြောင်ညာစာတွေလို့မျိုးပေါ့ရှင်။အော်ဆိုတော့အာနာကအပေါ်ကနေအောက်ကိုစီးဆင်းပြီးတော့တိချကိစ္စရက်တွေအတွက်စီးမင်းထိုးခွင်ကိုလွှဲပေးတဲ့သဘောမျိုးပါနော်။တိတိကျကျပါပဲရှင်။ဒီတဆင့်ခံဥပဒေပြုခြင်း subordinate legislation မှာ ပုံစံမျိုးမျိုးရှိနိုင်သေးတယ်။စာတမ်းထဲမှာတော့အဓိက၅မျိုးဖော်ပြထားပါတယ်။ colonial kick ကဥပဒေပြုခြင်း colonial အုပ်ချုပ်ရေးဆိုင်ရာ executive တရားစီရင်ရေးဆိုင်ရာ judicial စီပင်တရားရေးဆိုင်ရာ municipal နဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုင်ရာ autonomous ဆိုပြီးတော့ပါအသေးစိတ်ကြောင့်ဒီနေရာမှာမဆွေးနွေးတော့ပါဘူးရှင်အဓိကကတော့အမြင့်ဆုံးအာဏာပိုင်ကလွှဲအပ်တဲ့လုပ်ပိုင်ခွင့်နဲ့ပြုလုပ်တဲ့ဥပဒေတွေဆိုတာပါပဲဟုတ်ကဲ့ခင်ဗျာဥပဒေပြုခြင်း legislation အကြောင်းရှင်းလင်းသွားပါပြီဒုတိယတရားဝင်အရေးအမြင့်ဖြစ်တဲ့တရားစီရင်ထုံး precedent ဘက်ကိုကူးကြရအောင် ဒါကိုစီရင်ထုံးဥပဒေ case law လို့လည်းခေါ်တယ်ဆိုတော့တရားဝင်အဆုံးဖြတ်တင်ကဘလို့လောက်ဥပဒေဖြစ်လာတာပါလဲခင်ဗျာသူရဲ့အဓိကအခြေခံသဘောတရားကတော့ဥပဒေရဲ့တိကျမှုခမန်းနိုင်မှုနဲ့တရားမျှတမှုအတွက်ပါ အလားတူအမှုအခင်းနေမှာအလားတူရှုံးဖြတ်ချက်တွေချမှတ်နိုင်မှုအစစ်မြင့်တရားယုံဒီဥပမာတရားယုံချုပ်တိုင်းနေတာကြီးပြည်နယ်တရားလော့တော်တွေရဲ့အဆုံးဖြတ်တီကိုစနစ်တကျမတန်တင်ထားတဲ့နောက်မှာအချက်လက်ရှင်တို့ရဲ့ဥပဒေပြဒနာမျိုးပေါ်လာရင်လေအရင်ကဆုံးဖြတ်ခဲ့တဲ့စီရင်ထုံးတွေကဥပဒေဆိုင်ရာအခြေခံမှု ratio dissident ကိုအာနာဒီတဲ့စီမင်းအခေလိုက်နာရတယ်ဒီလိုနဲ့တရားရုံးဆုံးဖြတ်ချက်တွေကနေပေါက်ဖွာလာတဲ့ဥပဒေတွေကိုစီရင်ထုံးဥပဒေ kiss law လို့ခေါ်လာပါရှင်ဒီနေရာမှာစစ်ဝင်စားစရာသူကတရားသူကြီးရင်ဟာရှိပီတာဥပဒေကိုအတိတ်ပဲဖွင့်ဆိုတာလားတမမို့ဥတဲ့အတိတ်ကိုဖန်တီးနေတာလားဆိုတဲ့မေးခွန်းပဲခင်ဗျာဒီအပေါ်မှာအငင်းပွားမှုတွေမရှိဘူးလား အမတန်ကောင်းတဲ့ထောက်ပြချက်ပါရှင် ဟုတ်ကဲ့ရှေးရယူစားကတော့တရားသူကြီးတွေဟာဥပဒေကိုကြီးအညာသူ declarers of law တာဖြစ်ပြီးဖန်တီးသူ makers of law မဟုတ်ဘူးလို့ဆိုကြတယ်လीဒါပေမဲ့လက်တွေ့မှာတော့အထူးသဖြင့်အရင်ကဥပဒေလုံးဝမရှိသေးတဲ့ကိစ္စရက်မျိုးမှာတရားသူကြီးကစုံဖြတ်ချက်ချလိုက်တဲ့အခါဒါဟာဥပဒေရဲ့အသက်ကိုဖန်တီးလိုက်တာနဲ့အတူတူပါပဲဒီလိုလူပိုင်ခွင့်ကိုလည်းဥပဒေကြီးကအတိမတ်ဖြူထားပါတယ် ဒါမဲ့ဟုတ်ပါပဲဒီအချက်ကတရားစီရင်ရတဲ့ဥပဒေပြုရေးအာဏာခွဲခြားမှု separation of powers အပေါ်မှာအများအားဆွေးနွေးညှဉ်းခုစရာအချက်တခုဖြစ်နေတုံးပါပဲတစ်ဖက်မှာလည်းစီရင်ထုံးတွေများလွန်းလာရင်တရားသူကြီးတွေရဲ့လွတ်လပ်စွာစင်ချင်းဆုံးဖြတ်နိုင်စွမ်းကိုအဲကန့်တက်လိုက်သလိုဖြစ်သွားနိုင်တဲ့အားနည်းချက်လည်းရှိပါလေရှင်စာထဲမှာ star decisis ဆိုတဲ့လက်တင်စကားလုံးကိုတွေ့တယ်ခင်ဗျဒါကအခုပြောနေတဲ့စီရင်ထုံးလောင်းနာမှုနဲ့တိုက်ရိုက်သက်ဆိုင်နေမယ်ထင်တယ် တီတီကြကြသက်ဆိုင်ပါတယ်ရှင် stereosis ဆိုတာကဆုံးဖြတ်ပြီးသားအတိုင်းခိုင်မြဲစွာရည်တည်ပါလို့အတိတ်ပဲရတယ်လိဥပဒေသဘောရတော့ချမ်းမပြီးသားစီရင်ထုံးတစ်ခုရဲ့အခြေခံမှုကို နောက်ပိုင်းပေါ်ပေါက်လာရဲ့အလားတူ အမှုအခင်းတီမှာဆက်လက်လိုက်နာရမယ်ဆိုတဲ့မူဝါဒပေါ့ the doctrine that courts will adhere to precedent in making their decisions ကိုဆိုလိုတာပါ ါက case law စနစ်ရဲ့အသက်သွေးကြော်ပါပဲတရားစီရင်ရေးမှာတည်ငြိမ်မှုနဲ့ကြိုတင်ခမန်းနိုင်မှုရှိစေဖို့ပေါ့အဲ့ဒီစီရင်ထုံးလီမှာတော့အမျိုးအစားခွဲခြားတာနေရှိသေးလားမြအားလုံးကအတူတူပဲလိုက်နာရတာလားဟင်းအမျိုးအစားခွဲခြားမှုတွေရှိပါလေရှင်အဓိက ရှူထောင်နှစ်ခုကနေတည်လို့ရပါတယ်ပထမရှူထောင်ကတော့စီရင်ထုံးကဥပဒေအသက်ဖန်တီးမှု ရှိမရှိပုံမူတည်ရဲ့အတီလန်ထုပြောင်းခြင်းရထားသောစီရင်ထုံး declarative precedent ဆိုတာကရှိပြီးသားဥပဒေစီမင်းတစ်ခုကိုထပ်မံအတည်ပြုတာ ရှင်းလင်းအောင်ပြန်သုံးတာအထုံးချတာမျိုးပါဥပဒေသစ်မဖြစ်စေဘူးမူလစီရင်ထုံး original president ကတော့အရင်ကမရှိသေးတဲ့ဥပဒေစီရင်သစ်တစ်ခုကိုဖန်တီးလိုက်တဲ့စီရင်ထုံးမျိုးပါဒါကဥပဒေကိုတူးတက်စေတဲ့အတွက်အရေးပါပဲမြဲအရေးအထအပြင်တော့ declarative ထက်နည်းပါတယ်ရှင်ဒုတိယရှုထောင်ကစီရင်ထုံးရဲ့ light နာရမယ့်အာဏာကိုပုံမူတည်တယ်အာဏာရှိသောစီရင်ထုံး authoritative president ဆိုတာကတရားသူကြီးတွေ light နာအိုး light နာရမယ့်စီရင်ထုံးမျိုးပါကိုယ်တိုင်သဘောတူသည်ဖြစ်စေမတူသည်ဖြစ်စေ light နာရမယ့် ဒါကတကယ့်တရားဝင်ရေးမြစ် legal source ပေါ့။ဩ legal source ဆိုတာအဲ့လိုမျိုးကိုဟုတ်ပါတယ်။ဆွဲဆောင်မှုရှိသောစီရင်ထုံးကတော့လိုက်နာဖို့တရားဝင် တောင်းဝန်မရှိဘူးရှင်။ဒါပေမဲ့တရားသူကြီးကသူ့ရဲ့ဆုံးဖြတ်ချက်ကိုအထောက်အကူပြုဖို့ထည့်သွင်းစဉ်းစားနိုင်တယ်၊ကိုးကားနိုင်တယ်။ဥပမာတခြားနိုင်ငံကတရားရုံးချုပ်ရဲ့စီရင်ထုံးဒါမှမဟုတ်မိမိနိုင်ငံတည်းကအစ်စ်နှစ်တရားရုံးရဲ့ဆုံးဖြတ်ချက်မျိုးတွေပေါ့။ ဒါကခုနကပြောခဲ့တဲ့တမိုင်းဆိုင်ရာအရင်းမြစ် historical source နဲ့သဘောတဘာဝချင်းနှိစက်ပါတယ်ရှင်။ဩဒါဆိုရင် authoritative precedent ကဒါတကယ်ကိုမထစ်မနေလိုက်နိုင်ရမယ့်ဥပဒေအစိပ်ပိုင်းပေါ့။ဒါမဲ့လက်တွေ့မှာတော့ persuasive precedent တွေကဘလော့ထိဩဇာလွန်မှုမှုရှိနိုင်ပါလေခင်ဗျ။အထူးသဖြင့်တခြားနိုင်ငံကစီရင်ထုံးမျိုးတွေပေါ့။ဒါမှမလို့ပေမဲ့လေအထူးသဖြင့်မိမိနိုင်ငံမှာလုံးဝလက်ညှိုးမှုမရှိသေးတဲ့ဥပဒေပြဿနာအစ်စ်မျိုးကြုံလာတဲ့အခါ ဒါမှမဟုတ်ရှိပီးသားဥပဒေကိုအတိပဲဖွင့်ဆိုရမှာအယူအဆအတိတ်တလိုအပ်လာတဲ့အခါမျိုးမှာပေါ့တရားသူကြီးတွေကနာမည်ကြီးတဲ့တခြား common law နိုင်ငံတွေဥပမာအင်္ဂလန်အမေရိကန်အိန္ဒိယလိုနိုင်ငံတွေကအစ်စ်မြင့်တရားရုံးတွေရဲ့စုံဖြတ်ချက်တွေကိုကိုးကားတာရှိတာပဲသူတို့ရဲ့ကြိုးကြောင်းစင်ကျင်ပုံဥပဒေကိုတုံ့တက်ပုံတွေကဆွဲဆောင်မှုရှိတယ်ဆိုရင်ပေါ့လေဒါကြောင့်လုံးဝအယမထင်မှုတော့မဟုတ်ပါဘူးဒါပေမဲ့နောက်ဆုံးမှာတော့မိမိနိုင်ငံရဲ့ authoritative president တွေပြဋ္ဌာန်းဥပဒေတွေနဲ့မဆန့်ကျင်ဖို့တော့လိုပါရဲ့ရှင် နားလည်ပါပြီခင်ဗျာတရားစီရင်ထုံးကိုကြောင်းတော်တော်ပြေဆောင်သွားပြီလို့ထင်ပါတယ်တတိယအငြင်းအမြစ်ဖြစ်တဲ့ဒလိထုံးတန်း custom bag ကိုဆက်သွားကြရပါလူမှုအတိုင်းအဝိုင်းတဲကအလေးအထတဲကဘလို့လို့တရားဝင်ဥပဒေချက်လာနိုင်ပါလေခင်ဗျာဟုတ်ကဲ့ဒလိထုံးတန်းဆိုလာတော့ဥပဒေရဲ့ရှေးအကျယ်ဆုံးအရင်မြစ်တည်တဲ့ကတခုပေါ့ချင်လူဖွဲ့စည်းတွေစတင်ပေါ်ပေါက်လာကြတဲ့ကလူတွေရဲ့အပြုတ်အမှုဆက်ဆံရေးတွေကိုထိန်းချုပ်ဖို့တတ်မှတ်ထားတဲ့စီးမြင့်တွေမရှိခင်မှာ ီလို delay ထုံးတန်းတွေကပဲလမ်းညွှန်မှုပေးခဲ့ရတာပေါ့။ဆာမွန်ကတော့ delay ထုံးတန်းကိုလူဖွဲ့စည်းကအမှန်တရားတရားမျှတမှုနဲ့အများပြည်သူအကျိုးစီးပွားကအခြေခံမူဖြစ် အချိန်ကြာမြင့်စွာကျင့်သုံးလာတဲ့အလေးအထအများလို့ဖွင့်ဆိုပါရတယ်။ဆိုလိုတာကလူတွေကဒါဟာမှန်တယ်လို့သိတယ်လို့ယုံကြည်ပြီးတော့အသားတကျလိုက်နာလာတဲ့အရာတွေကနေဥပဒေဖြစ်လာတာမျိုးပေါ့ရှင်။မြန်မာနိုင်ငံမှာဆိုရင်မြန်မာဒလီထုံးတန်းဥပဒေဆိုတာရှိနေတော့ ဒါကအရေးပါတဲ့အခန်းခရာမှာရှိနေတော့မယ်လို့ဆိုနိုင်မလားခင်ဗျာအတိအကျဆိုနိုင်ပါတယ်ရှင်အထူးသဖြင့်အင်တာနက်ကိစ္စတွေအမွေစစ်ခံရေးကိစ္စတွေပစ္စည်းခန်းကိစ္စရဲ့တိမှာမြမတလီထုံးတန်းဥပဒေက အခုထိအသက်ဝင်နေတော့ပါပဲဒါကဥပဒေပြုချင်းကနေတရားဝင်ဖြည့်ထမ်းထားတာမဟုတ်ပဲနဲ့ရွှေကနေကကျင့်သုံးလာတဲ့ဒလိထုံးတန်းရီကိုတရားရုံးတွေကအတိမတ်ပြုကျင့်သုံးရနေပေါ်ပေါက်လာတာပါရှင်အဲ့ဒီဒလိထုံးတန်းနေမှာရောမျိုးစားတွေခွဲလို့ရသေးလားခင်ဗျာ စာတမ်းရာတော့အဓိက၃မျိုးခွဲပြားထားပါတယ်ရှင်။တက်သဘောတူညီမှုဆိုင်ရာ delay ထုံးစံ conventional customer usage ပေါ့။ဒါကတကယ်လို့ဥပဒေရဲ့အစိတ်ပိုင်းမဟုတ်ဘူးလို့ဆိုနိုင်တယ်။ဒါပေမဲ့လူနေဦးကြားကစာချုပ်သဘောတူညီချက်မှာဒီ alert ချွားကိုထက်သွင်းကျင့်သုံးမယ်လို့တွေ့မိုက်သဘောတူထားတယ်လို့မဲ့ယူတဲ့အတွက်စီနော်မှုရှိလာတာမျိုးပေါ့။ဥပမာကွန်သွဲမှုလောကမှာရှိတဲ့တချို့ alert ထားတွေ ဘန်လုံးထဲမှာရှိတဲ့ကြင်ထုံတွေလိုမျိုးပေါ့စာချုပ်ထဲမှာအတိအလင်းမပါပဲမဲ့ဒီနယ်ပယ်မှာဒါကလုံရိုးလုံးစင်ပဲဆိုတာမျိုးလေတက် data ဆိုင်ရဒလေးထုံစံ local custom ဒါကတော့တိုင်းပြည်တော်လုံးမဟုတ်ဘဲသတ်မှတ်ထားတဲ့ data တခုဒါမှမဟုတ်လူမျိုးစုတစုလုပ်ငန်းနယ်ပယ်တခုမှာပဲကြင်ထုံတဲ့ဒလေးထုံစံမျိုးပေါ့၃အရရဆိုင်ရဒလေးထုံစံ generate custom ဒါကတော့နိုင်ငံတော်လုံးမှာအများအားဖြင့်လက်ခံကြင်ထုံကြတဲ့ဒလေးထုံစံပေါ့ အင်္ဂလန်မှာတော့ common law ရဲ့အထက်အရင်မြစ်တစ်ခုပေါ့လေမာနိုင်ငံမှာတော့ခုနပြောရင်မာမာတလီထုတ်တန်းဥပဒေကဒီအမျိုးအစားထဲမှာပါဝင်ပါတယ်ရှင်ဟုတ်ကဲ့ဒေတာဆိုင်ရာဒလိထုံးစံတစ်ခုကဥပဒေအဖြစ်အတိမတ်ဖြူခံရဖို့လိုအပ်ချက်တွေရှိတယ်လို့ဖတ်လိုက်ရတယ်ခင်ဗျဗာဒီများလဲဟုတ်ပါတယ်ရှင်ဘယ်ဒလိထုံးစံမဆိုဒလော်ယုံကအတိမတ်ပြုဖို့မလွယ်ပါဘူးအထူးသဖြင့်ဒေတာဆိုင်ရာဒလိထုံးစံတစ်ခုတရားဝင်အရင်အမြစ်ဖြစ်လာဖို့ အတော်လေးတင်းကျပ်တဲ့စီကန်းချက်တွေနဲ့ကိုင်းယူဖို့လိုပါတယ်။စာတန်းထဲမှာအတိတ်ကအချက်၄ချက်ထုတ်ပြထားတယ်ရှင်။၁စင်ကျင်တုံတရားရှိမှု reasonableness လုံးဝအသေးပင်မရှိတဲ့လူချင်းဝင့်နဲ့မညီတဲ့ခေတ်ကာလနဲ့ဆင့်ကျင်တဲ့အရာမျိုးမဖြစ်ဘူး။နှစ်ပထမ်းဥပဒေနဲ့ကိုင်းယူ conformity with statute law နိုင်ငံတော်ကပဋ္ဌာန်းထားတဲ့ act ဥပဒေတွေနဲ့ဆန့်ကျင်နေလို့မရဘူးဥပဒေနဲ့ဆန့်ကျင်ရင်ဥပဒေကတာအတည်ပြုမယ်။၃ အခွင့်အရေးတရက်အဖြစ်လိုက်နာခြင်းတုံးမှု observances of right လူတွေကတာကိုစိတ်ထဲရှိမှလောက်တာမျိုးမဟုတ်ပဲမဖြစ်မနေလိုက်နာရမိတာဝဲဒါမှမဟုတ်ရာသင်ရထိုက်တဲ့အခွင့်အရေးတရက်လို့တဘောထားပြီးလိုက်နာခြင်းတုံးနေရမယ်လေရှေးပဝေးတဏီကတည်းရှိရမှု immemorial antiquity ဒါအရေးကြီးတယ်ရှင်ဒီ delay ထုံးစံဟာအလွန်ရှေးကြတဲ့အချင်းအာဥပဒေရမတမ်းမရာဒီမရှိတော့တဲ့အချင်းကလေးက တည်ရှိခဲ့ပြီးဆက်တိုက်အစဉ်အဆက်ကျင့်သုံးလာခဲ့တယ်ဆိုတာကို ပြနိုင်ရမယ်။ဒီလိုတသက်မပြနိုင်ရင်အတိမတ်ပြုဖို့ခက်ပါရရှင်။အတော်လေးတင်းကျပ်တာပဲနော်။ဆိုတော့ဒေတာတစ်ခုမှအစင်းလာရလုံနေကြအရာတစ်ခုဖြစ်ရုံနဲ့ဥပဒေဖြစ်မလာနိုင်ဘူး။ဒီအချက်၄ချက်လုံးနဲ့ကိုက်ညီမှ တရားရုံးကလက်ခံမှာပေါ့။မှန်ပါရရှင်။ဒါကြောင့်ဇလီထုံးတန်းနဲ့တရားဝင်ဥပဒေဖြစ်လာဖို့ဆိုတာအခုခေတ်မှာပိုပြီးခက်ခဲလာပါတယ်။ ဥပဒေပြုခြင်း legislation ကပိုပြီးဒိတ်ကကြတဲ့အရင်းမြင်ဖြစ်လာတာပေါ့ဟုတ်ကဲ့ခင်ဗျနောက်ဆုံးစတုထက်မြောက်တရားဝင်အရင်းမြင်ဖြစ်တဲ့တဘောတူညီချက် agreement အကြောင်းဆက်ကြရအောင်ဒါကို conventional law လို့လည်းခေါ်တယ်ဆိုတော့ဒါကဘယ်လိုမျိုးလဲခင်ဗျတဘောတူညီချက် agreement ဆိုတာကတော့နာမည်တိုင်းပါပဲရှင်လူဘုကောနှစ်ဦးသို့မဟုတ်နှစ်ဦးထက်ပိုတဲ့အစုအဖွဲ့တွေကသူတို့ရဲ့အချင်းချင်းဆက်ဆံရေးမှာလိုင်းနာကျင့်သုံးကြဖို့ကိုယ်တိုင်သဘောတူလက်ခံထားတဲ့စီမင်းစည်းကမ်းတွေနဲ့ပေါက်ဖွာလာတဲ့ဥပဒေပါ ဒီ conventional law ရဲ့အသက်ကသက်ဆိုင်သူတွေရဲ့သဘောတူညီမှု consent ပါပဲ။သူတို့သဘောတူထားတဲ့ဒီစည်းမျဉ်းတွေကသူတို့အပေါ်မှာအာဏာသက်ရောက်မှုရှိနေမယ်။ဥပမာပေးလို့ရမလားခင်ဗျ။ရပါတယ်ရှင်။ရှင်းနေတဲ့ဥပမာတွေကတော့အသင်းအဖွဲ့တွေရဲ့စည်းမျဉ်းတွေပေါ့။ဥပမာအားကစား club တစ်ခုရဲ့အသင်းဝင်စည်းမျဉ်း၊တက္ကသိုလ်ကျောင်းသား union ရဲ့စည်းမျဉ်း၊ company တစ်ခုရဲ့ဝန်ထမ်းတွေလိုက်နာရမယ့်စည်းကမ်း company regulations ၊ ဒါမှမဟုတ်စေတနာဝန်ထမ်းအဖွဲ့အစည်းတစ်ခုရဲ့လုံလန်းလမ်းညွှန်ချက်တွေစတာဒီပေါ့လေအဖွဲ့ဝင်တွေဝန်ထမ်းတွေကဒီအဖွဲ့အစည်းတဲ့ဝင်ကလေးကဒီစီမင်းတွေကိုလိုက်နိုင်ရမယ်လို့သဘောတူထားတဲ့အတွက်ဒါတွေကသူတို့အထက်လိုက်နာစေရဥပဒေလိုဖြစ်နေတာပါရှင်ဒီသဘောတူညီချက်ကနေဖြစ်ပေါ်လာတဲ့ conventional law တွေထဲမှာ နိုင်ငံတကာအစစ်မှအရေးကြီးဆုံးကတော့နိုင်ငံတကာဥပဒေ international law ပဲဖြစ်ပါတယ်ရှင်ဒါကနိုင်ငံအချင်းချင်းကြားကဆက်ဆံရေး ူးပေါင်းဆောင်ရွက်မှုအငင်းပွားမှုဖြည့်ရှင်ရေးစတာတွေကိုထိန်းချောင်းမှု နိုင်ငံတွေအချင်းချင်းသဘောတူချုပ်ဆိုထားတဲ့စာချုပ်တွေ treaties သဘောတူညီချက်တွေ conventions နိုင်ငံတကာတကယ့်ထွန်းတန်းတဲ့ international customary law စုပေါင်းမှုပဲဖြစ်ပါတယ်နိုင်ငံတွေကဒါတွေကိုလိုက်နာဖို့သဘောတူထားတဲ့အတွက်ဒါကသူတို့အတွက်စီနောင်မှုရှိတဲ့ဥပဒေဖြစ်လာတာပါရှင်ဒါဆိုရင်ဥပဒေရဲ့တရားဝင်အရင်အမြစ် legal sources ၄မျိုးစလုံးကိုဆွေးနွေးခဲ့ပြီးပြီပေါ့နော်ဥပဒေပြုချင်း တရားစီရင်ထုံဒလိထုံဒန်နဲ့တဘောတူညီချက်ဒီလေးမျိုးကဥပဒေစနစ်တစ်ခုကိုပုံဖော်တဲ့အဓိကအရာတွေပေါ့ခင်ဗျာဟုတ်ပါတယ်ရှင်ဒါပေမဲ့တခုတတိပြုဖို့လိုတာကသူတို့ကိုတိချစီအကက်လိုက်ခွဲခြားထားလို့ရတာမျိုးတော့မဟုတ်ဘူးဆိုတာပါပဲသူတို့အလုံးဟာအပြန်အလှန်ဆက်ဆက်နေပြီးတခုကနောက်တခုအပေါ်လွှမ်းမိုးမှုရှိနေတယ်လေဥပမာလွတ်တော်ကဥပဒေဖြူကီရှိနေတဲ့ဒလိထုံဒန်တစ်ခုကိုပေးဖြစ်နိုင်ပလို့ လူမှုဝါမှာအရေးပါတဲ့သလဲထုံးတန်းတစ်ခုကိုဥပဒေအဖြစ်တရားဝင်ပြစ်ထမ်းပေးတာမျိုးလည်းလုပ်နိုင်တယ်။တရားရုံးစီရင်ထုံးတဲ့ကဥပဒေတစ်ခုရဲ့လိုအပ်ချက်အားနည်းချက်ကိုထောက်ပြရရင်ဥပဒေအသေးပြစ်ထမ်းဖို့လမ်းဖွင့်ပေးတာမျိုးဖြစ်နိုင်တယ်။နိုင်ငံတကာသဘောတူညီချက်ကိုအကောင့်ထေဖို့ဖို့ပြည်တွင်းမှာဥပဒေပြစ်ထမ်းရတာမျိုးလည်းရှိတယ်လေ။ဒီအရေးမဲ့တဲ့အားလုံးရဲ့အပြန်အလှန်တုံ့ပြန်မှုပေါင်းစပ်မှုကပဲဥပဒေစနစ်တစ်ခုကိုရှင့်တန်တိုးတက်စေတာပါရှင်။တကယ်ကိုစိတ်ဝင်စားစရာကောင်းပြီးရှုပ်ထွေးနည်းနည်းတဲ့ဆက်ဆက်မှုရရှိနေတာပဲဖြစ်။ ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအခြေခံပြီးစဉ်းစားစရာလေးတခုခြံထားခဲ့ခြင်းပါတယ်။ဒီတရားဝင်ကရင်ပြင်၄မျိုးတွေမှာလက်ရှိမြန်မာနိုင်ငံရဲ့ဥပဒေစနစ်အတည်းရောအနာဂတ်အတွက်ရောဘယ်အရင်မြစ်တာအရေးပါဆုံးဒါမှမဟုတ်ပိုပြီးတောစာလွမ်းမိုးမှုရှိလာမယ်လို့ထင်ပါတယ်ခင်ဗျာ။လူအဖွဲ့စီတောင်းလဲလာတာနဲ့အများဥပဒေတွေရဲ့အရင်မြစ်တည်းရဲ့အရေးပါမှုကတော့ဘလို့ပြောင်းလဲလာနိုင်မလဲ။အေးဒါကဆက်လက်စဉ်းစားဖို့အမှတန်ကောင်းတဲ့မေးခွန်းပါပဲရှင်။ ဒီအကြောင်းအရာတွေကိုဆက်လက်ဆင်ရှင်ကြည့်ဖို့ခြံထားခဲ့ရင်လည်းဒီနေ့အတွက်ဒီမှာပဲနေကုန်းချုပ်လိုက်ပါစေခင်ဗျာနားတော့ပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ချိန်မှလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်